မင်းရှင်များအလုံးမင်္ဂလာပါကျွန်တော်တို့ဒီပိုးဒေတာနဲ့အချိန်မီပြောရမယ်ပေါ့နော်ကျောပိုးဒေတာမှာဆိုလို့ချင်းအိမ်တလုံးဖြစ်ဖို့ကတချို့ဆိုရင်နေ့10နဲ့ရှိကြာတယ်တချို့ကနေ့20လောက်ကြာတယ်ပေါ့နော်အဲ့တော့ဒီလိုအိမ်တလုံးဖြစ်လာဖို့ကပြည်သူလူထုတွေရဲ့ဘဝကအချိန်နေပေးရတယ်ပြီးရင်အင်အားတွေပေးရတယ်ငွေကြေးတွေပေးရတယ်အလုံးစုံပေးဆက်ပြီးမှအိမ်တလုံးဖြစ်လာတယ်ပေါ့နော်အဲ့တော့ ဒီငွေကြေးချမ်းသာတဲ့လူတွေကတော့နေချင်းရချင်းအိမ်တည်ဆောက်လို့ရတယ်ဒါပေမဲ့ကြေးလက်ဒေသမှာပြောရမယ့်ဆိုရင်အခုစစ်တိုက်ပွဲတွေဖြစ်ပွားနေတဲ့နေရာဒေသတွေမှာဆိုရင်အိမ်တလုံးဖြစ်ဖို့ကတော်တော်မလွယ်ဘူးအဲ့တော့ဒီအိမ်တလုံးဖြစ်ဖို့မလွယ်တဲ့ကိစ္စကိုတိုက်ပွဲတွေလာဖော်နေတဲ့သူတွေကမဆန္ဒကြဘူးပေါ့နော်အဲ့တော့အိမ်တလုံးဖြစ်ဖို့ဆိုရင်တချို့လူကအသက်25နှစ်မှအိမ်တော်ပြုတယ်25နှစ်ကနေပြီးတော့မှအသက်အာ30 40 50အဲတချို့ဆိုရင်အသက်50ရောက်မှအိမ်တစ်လုံးပိုင်ဆိုင်တဲ့လူတွေရှိတယ်အချို့ကကြတော့စီးပွားရေးအဆင်ပြေလို့အသက်35-40ဝန်းကျင်မှာအိမ်တစ်လုံးပိုင်ဆိုင်ရတဲ့လူရှိတယ်တချို့ကြတော့လည်းအရန်ခက်ခဲလွန်းလို့အသက်90လောက်မှအိမ်တစ်လုံးပိုင်ဆိုင်ရတဲ့လူတွေရှိတယ်အဲ့တော့ဒီတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတချို့ဆိုလို့ရှိရင်အသက်90မှအိမ်ကောင်းကောင်းနေရတဲ့အဖိုးကြီးတယောက်ရှိခဲ့ပါတယ် အဲ့ဒီနေရာဒေတာကဘယ်မှာလဲဆိုရင်ဒီဟိုစောင်းပြောင်းဘက်မှာပေါ့နော်စောင်းပြောင်းဘက်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်စောင်းပြောင်းမှာဒီကြမ်းမဲ့တောင်းကျန်းသူတွေက၃ချိန်သေးသေးဝင်ရောက်လာပြီးတော့မှအဲ့ဒီအဖိုးဆိုရင်အသက်80ရှိသွားပါပြီအဲ့ဒီအဖိုးအသက်80မှာအင်းကောင်းဦးကောင်းနေနိုင်တာပေါ့နော်ဒါပေမဲ့အဲ့ဒီအင်းအင်းဒီတဲ့ပွဲကလှုပ်တာလည်းမကြသေးဘူးပြောမယ်ဆိုရင်အဲ့အိမ်မှာနေလဲရတာကအာတလားနလားလောက်ပဲနေလဲရတယ်ပေါ့နော်အခုဒီ တောင်ကျန်းသူတွေဝင်ရောက်လာပြီးတော့မှနေရင်ကိုမင်းရှုဖြက်စီသွားတယ်အဲ့ဒီအဘဆိုရင်တော်တော်လေးစိတ်ထိခိုက်မှုဖြစ်ပွားခဲ့တယ်ပေါ့နော်အဲ့တော့အိမ်တလုံးဖြစ်ဖို့မလွယ်တဲ့အကြောင်းကျွန်တော်တင်ဆက်တာဖြစ်ပါတယ်အဲ့တော့နောက်နောက်ဒီကြက်မဲ့တောင်ကျန်းသူတွေဝင်ရောက်မလာနိုင်အောင်ကိုယ့်ရဲ့ယတ္တိတကိုယ့်ရဲ့ခြေရွာကိုယ့်ရဲ့ကြောက်အုပ်စုအကုန်လုံးပြောရရင်ဗျာဒီလက်နဲ့ကင်ထားတဲ့သူတွေအကုန်လုံးကသူ့ရဲ့နေမြေဧရိယာ ကန္တထားတဲ့ဒေတာမှာပဲပြုမှုနေထိုင်ကြပြီးတော့မှ ကိုယ့်ရဲ့ဒေတာမှာရှိနေတဲ့အမျိုးသားကိစ္စတွေကိုပဲအဓိကဆောင်ရင်ကြဖို့ကြာတော့ဟိုအကြံပြုချင်တယ်ဓမ္မတာလင်ပြည်သူလူထုဘဝကစုဆောင်ထားတဲ့သူ့ရဲ့ဟိုအင်းအားရှိတဲ့လောက်သူစုဆောင်လာခဲ့ရတဲ့ပစ္စည်းဥစ္စာနဲ့ဒီနေအိမ်တွေကသူ့ဘဝတသက်တာတွေတော့တန်မိုးရှိမယ်ပေါ့နော်ဒီတိုက်ပွဲတွေကြောင်း ပြောမယ်ဆိုရင်လက်နဲ့ကင်နေတဲ့သူတွေကသူ့စီးကိုစီးမနေပဲနဲ့အပြန်လေးအပြန်လာလေးစားမှုနားလည်မှုတွေမထားပဲနဲ့ဒီလိုဝင်ရောက်တိုက်တိုက်ပွဲပေါ်ခဲ့တဲ့အတွက်ကြောင့်လို့ဆုံးချုံနေနိုင်မှုတွေအများကြီးနှစ်ဖက်လုံးရှိတာเนาะကျွန်တော်ပြောတစ်ဖက်တည်းပေါ့နှစ်ဖက်လုံးနှစ်ဖက်လုံးဆုံးချုံမှုနေနိုင်မှုတွေရှိတယ်အဲဒီလိုမျိုးဆက်မဖြစ်ဖို့ကိုကိုဒီလက်နဲ့ကင်ထားတဲ့သူတွေကကိုဧရိယာကိုနေမြေတဲမှာနေပြီးတော့မှကိုရဲ့အမျိုးသားကြီးကိစ္စကိုရဲ့ပြည်သူလူထုဘဝဖူလုံရင်းကိစ္စကိုပဲ အဓိကဆောင်ရွက်ကြဖို့ကြတော့အကြံပြုချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်